ဥပါဒက၅ရောက်ဝိတုနခိနတ္ထိရာဂသမောအဂိအသရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်တိရဝံကြောင်းတော်၌နေတော်မူစဉ်၅ရောက်သောဥပါဒကတို့ကိုအကြောင်းပြုဟောတော်မူလေ၏တို့၅ရောက်သောဒါယကတို့သည်တရားတော်ကိုနာလူကုန်သည်ဖြစ်၏ကျောင်းတော်သို့သွားပြီလျင်မြတ်စွာဘုရားကိုရှင်ကိုလျက်တင်းအပ်လျောက်ပတ်သောအရာ၌နေကြလေကုန်တည်း ဘုရားရှင်တို့အားလည်းဤသူကမင်းဒီဤသူကပုံနာတီဤသူကကြွယ်ဝသောသူတီဤသူကဆင်းရဲသားတီဤသူအားမုံမုံမြက်မြက်ပြုတ်၍တရားဟောအံ့ဤသူအားမဟောအံ့ဤသို့စိတ်တော်သည်မဖြစ်အမှန်မရှိတရားရောက်သောသူကိုအကြောင်းပြု၍တရားဟောတော်မူသည်ရှိသောတရားတော်၌ယိုသေးခြင်းကိုရှည်သွားပြု၍ကောင်းကင်မြေရေတကုံစီးကြပြီးတကယ်သို့ဟောကြတော်မူလေ၏ ဤသို့ဟောကြားတော်မူတတ်သောမြတ်စွာဘုရား၏အထံတော်၌နေကြကုန်သောသူတို့တွင်တယောက်သောသူသည် ထိုင်လျက်သာလျင်အိပ်ပျော်လျက်နေလေ၏တယောက်သောသူသည်လက်ချောင်းဖြင့်မြေ၌ရေးရှိလျက်နေလေ၏တယောက်သောသူသည်သစ်ပင်တပင်ကိုလှုပ်လျက်နေလေ၏တယောက်သောသူသည်ကောင်းကင်သို့တမော့မော့ကြည့်လျက်နေလေ၏တယောက်သောသူသည်ကယိုသေးစွာနာကြရလေ၏ ရှင်အနန္ဒမထေရသည်မြတ်စွာဘုရားကိုရက်ခလျက်ထိုတရကငါးဥတို့၏အမှုရာကို ကြည်ကမြတ်စွာဘုရားကိုမြတ်စွာဘုရားရှင်တော်ဘုရားတို့သည်ဤငါးဥသောသူတို့အားကြည်သွားသောမူသည်ရှိန်တန်ရှိန်ပြီးတကယ်သို့တရားတော်ကို ဟောတော်ဟောတော်မူကြပါ၏ဤသူတို့ကရှင်တော်ဘုရားတို့သည်တရားဟောတော်မူကြကုန်တော်လဲဤမိသော အမှုကို၎င်းဤမိသောအမှုကို၎င်းပြုလုပ်ကနေကြပါသည်ဘုရားဟုလျှောက်ကြလေ၏ ရှင်သာအနန္ဒာသင်သည်ဣဒယကငါးဥတို့ကိုမသိလေသလောဟုမေးတော်မူလျင်မြတ်စွာဘုရားမှန်လပါမသိပါဘုရားဟုရှောက်ကြလေ၏ထိုဒယကငါးဥတို့တွင်အရှင်ဒယကသည်အိပ်ပျော်လျက်နေ၏ထိုဒယကသည်ဘဝ900တို့ပတ်လုံးမွေမျိုး၌ဖြစ်၍အဖွေတို့၌ဥကောင်းထားလျက်သာအိပ်ပျော်လေရှိဘူး၏ယခုခါ၌လည်းထိုဒယကအိတ်ချင်းအလေးရှိ၏ အိပ်ပျော်နေသေးဖြစ်၏ထိုကြောင့်ထိုတရားကဤနာတွင်သို့ငါဖျားဟောသောတရားတန်သည်မဝင်နိုင်ဟုမိန့်တော်မူလက်သောမြတ်စွာဘုရားအတုပါနီအစဉ်တိုင်းအားဖြင့်ဟောကြားတော်မူကြပါသလားထိုသို့မဟုတ်မူအကြအကြဖြင့်ဟောကြားတော်မူကြပါသလားဖျားဟုလျှောက်ကြပြန်သည်ဖြင့်စိတ္တအနန္တထိုတရားကဤယံကာလူအဖြစ်ကို၎င်းယံကာနတ်အဖြစ်ကို၎င်း ယံကာနကားဖြစ်ကို၎င်းဤသို့အကြာကြား၌ဖြစ်သောသူဤဘဝတို့ကိုတပင်ညူရွှေညာတော်ဖြင့်တော်လဲပိုင်းခြားခြင်းကမတတ်နိုင်ဘဝအစဉ်အတိုင်းအပြင်သာလျင်ဤဒါယကတိဘဝ900တို့ပတ်လုံးနကားမျိုး၌ဖြစ်၍အိပ်ပျော်နေရတော်လဲအိပ်ရှင်း၌မယောင်ရဲနိုင်သေးသည်သာလျင်ဒီလက်ဆောင်တို့ဖြင့်မြေကိုရေးချေလျက်နေသောယောက်ျားသည်လဲဘဝ900တို့ပတ်လုံးပြည်မျိုး၌ဖြစ်၍မြေကိုတူးနေရလေ၏ ယခုခါ၌လည်းမြေကိုတူးလျက်သားလေငါဖျားဟုတ်တော်မူသောတရားအတန်ကိုမကြနိုင်ရှာတပင်ကိုလုံနေသောတို့ယောက်ျားသည်လည်းအသင်တိုင်းအပြင်ဘဝ900တို့ပတ်လုံးမြောင်မျိုး၌ဖြစ်ဘူးလေ၏ယခုခါ၌လည်းရှေ့၌လေးချက်ဖူးသည်အစွမ်းဖြင့်တပင်ကိုလှုပ်နေသည်သာလျင်ဒီတို့ယောက်ျားဤနာတွင်သို့ငါဖျားဟောတော်မူသောတရားတန်သည်မဝင်နိုင်ရှာကောင်းကင်သို့မော့ကြည့်၍နေသောထိုပုံနာသည်လည်းဘဝ900တို့ပတ်လုံး နခဖတ်တတ်သောသူ၏အဖြစ်ဖြင့်ဖြစ်ဘူးလေ၏ယခုအခါရှေး၌လေးကျက်ဘူးသည်အသွမ်းဖြင့်ယနေ့၌လည်းကောင်းကင်သို့သာလျှင်မောကြည့်နေ၏ထိုပုံနာဤနာတွင်သို့ငါဖျားဟောတော်မူသောတရားတန်သည်မဝင်နိုင်ရှာယိုသေးစွာတရားနာလျက်ထိုင်နေသောဤသူကအစဉ်တိုင်းအပြင်ဘဝ900တို့ပတ်လုံးဘေးရင်၃ဘုံတို့ဤကမ်းထပ်ဖက်ကိုရောက်သည်ဖြစ်၍ဘေးရင်ကိုတရေသေးသောပုံနာဤအဖြစ်ဖြင့်ဖြစ်ဘူးလေ၏ယခုအခါ၌လည်းဘေးရင်ကိုရှေ့နောက် နှီးနှောတကဲ့သို့ယိုသေးစွာနာကြပြီဟုမိန်တော်မူလေ၏မြတ်စွာဘုရားရှင်တော်မြတ်ဖရာတို့ဤဟောတော်မူအပ်သောတရားဒေသနာတော်သည်အေသသည်တို့ကိုဖျက်လျက်ယိုရင်းရှင်သည်ကိုထိခိုက်၍တီးပါသည်ဖရာအဘေကြောင့်ဣဒာယကာတို့သည် ရှင်တော်ဖရာတို့တရားဟောတော်မူကြပါကုန်တော်လေယိုသေးစွာ မနာနိုင်ကြပါသည်နိဖရာဟုလျှောက်ကြလေ၏ရှင်သာအနန္ဒငါဖရာဤတရားတော်ကို ရှမ်းသာစွာနာအပ်သော အလွန်တရာနာကျင်တရားကောင်းလာတော်တရားဟုအမှတ်ကိုပြုရောင်ပြီးတကားဟုမိန်တော်မူလက်တော်မြတ်စွာဘုရားအတုပါဏီစင်ရသွားနာတော်အလွန်တရာနာကျင်တရားမကောင်းလာတော်တရားတော်ဖြစ်ပါသလားဘုရားဟုလျှောက်ကြလေရှင်သာအနန္ဒာဩစင်ရသွားနာတော်တရားဟုသည်ဟုတ်မှန်ဤဟုမိန်တော်မူလက်တော်မြတ်စွာဘုရားအဘေเจ้าကြောင့်ပါဤဘုရားဟုလျှောက်ပြန်လေရှင်သာအနန္ဒာဘုရားဟု၍၎င်းတရားဟု၍၎င်း တန်ခါဟု၍၎င်းဤသို့သောပုဂ္ဂိုလ်ဤတတဝါတို့သည်များစွာသောကဘာကရိတသိန်းတို့၌တော်လည်းမကြအပ်သဘူးထို့ကြောင့်ဤတရားတော်ကို နာခြင်းငါမတတ်နိုင်ရကုန်မတိအပ်သောအသာရှိသောတန်တရာ၌ဤတတဝါတို့သည်တဘာမက များပြားသောတဘာမကများသော အပြားရှိသောမတ်ဖို့မှဖီလာပရိသနာကထာဖြစ်သောသကားကိုသာလျင်ကြားနာရကုန်လျက်လာကြရကုန်ဤ ထို့ကြောင့်ဒေသောက်ရာပျော်ရွှင်စွာကစားရာတလင်းဝန်စသည်တို့တို့တီးဆိုရကုန်လျက်ကာကုန်ကြကုန်လျက်သွာလာလှည့်လေနိုင်ကြကုန်၏တရားတော်ကိုနာခြင်းကမတတ်နိုင်ကြကုန်ဟုမိန့်တော်မူလက်တော်မြတ်စွာဘုရားအဘယ်တရားကိုမိ၍ထိုသူတို့သည်မတတ်နိုင်ကြပါကုန်သည်ဟုမေးလျှောက်ပြန်လေ၏ထိုကားရှင်အာနန္ဒာအာမြတ်စွာဘုရားသည် ရှင်သာအာနန္ဒာရာဂကိုမိ၍ဒေါသကိုမိ၍ မောဟကိုမှီ၍တဏှာကိုမှီ၍မတတ်နိုင်ကြကုန်။ရာဂမီးနှင့်တူသောမီးမီးသည်မရှိ။ထိုရာဂမီးသည်ပြာကိုမကျွင်းစေမူ၍တတ္တဝါတို့ကို လောင်၏။နေခုနသင်ထင်းကြသွားထွက်ခြင်းကိုမှီ၍ဖြစ်သောကဘာဖြတ်မီးသည်လည်းတစုံတစ်ခုကိုမကျွင်းစေမူ၍လျှင်လောကကို အကယ်၍ကလောင်၏။ထိုသို့ပင်လောင်တော်လဲထိုကဘာဖြတ်မီးသည်ရံခါလောင်သည်သာတည်း။ ရာဂဟုသောမိသည်မလောင်သောကာလမိသည်မရှိထိုကြောင့်ရာဂနှင့်ဒုသောမိသည်၎င်းဒေါသနှင့်ဒုသောဖန်ယူတတ်သောသူသည်၎င်းမောဟနှင့်ဒုသောကိုယ်ရသည်၎င်းတဏှာနှင့်ဒုသောမျက်သည်၎င်းတဏှာနှင့်ဒုသောမြစ်သည်၎င်းမရှိဟုမိန်တော်မူ၍ဤခါရာကိုဟောကြားတော်မူလေ၏နတိရာဂသမောအဂိနတိဒေါသသမောကဟောနတိမောဟသမံသာလနတိတဏှာသမနတိ ရာဂသမောရာဂနေတုသောအဂိမိတိနတ္တိမရှိဒေါသသမောဒေါသနေတုသောကဟောဖန်ယူတတ်သော သူသည် နတ္တိမရှိမောဟသမံမောဟနေတုသောသာလံကုန်ရသည်နတ္တိမရှိဒနာသမဒနာနေတုသောနတိမြစ်သည်နတ္တိမရှိဒေသနာတို့၏အဆုံး၌ယုတိသောတရားတို့ကိုနာကြားကြသော ဒေသနာတို့၏အဆုံး၌ယုသေးသောတရားတော်ကိုနာကြားသောဥပဒကသည်သောတာပတ္တိဖို၌တည်လေ၏ရောက်လာသောသူတို့အလည်းအကျိုးရှိသောတရားဒေသနာဖြစ်တော်မူလေ၏ဥပဒက၅ရောက်ဝိထုပြီး၏